အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Share နဲ့ Bridge Channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပြောမယ့်အကြောင်းအရာက Ethereum ရဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီးဘာကြောင့် Ethereum ကို Bitcoin ထက်ပိုပြီးရွေးချယ်တင်တယ်လဲဆိုတာပါဒါအပြင်ဘယ်လိုနေရာတွေကနေ Ethereum ကိုဝယ်ယူလို့ပြလဲဆိုတာကိုပါပြောပြပေးသွားမှာပါဒါပေမဲ့ကျွန်တော်က financial advisor မဟုတ်ပါဘူးကျွန်တော်ပြောမယ့်အကြောင်းအရာတွေက financial advice မဟုတ်ပါဘူးခင်ဗျာ ဒီနေ့ဟာ2025ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ဖြစ်ပြီးဒီကွက်စင်းလုံးကအမေရိကန်ဒေါ်လာကိုတောင်ပတ်ဝန်းကျင်ဆိုတော့သတိနာကိုရောင်းနေပါတယ်။ဒါဆိုဒါပဲဖြစ်ရင်အမေရိကန်ဒေါ်လာနှစ်သိန်းဖြစ်သွားပါမယ်။ဒါကအတော်လေးမြင့်မာတဲ့စင်းလုံးပါ။ဒါပေမဲ့ Ethereum ကိုကြည့်မယ်ဆိုရင် ခုစင်းလုံးကအမေရိကန်ဒေါ်လာ3000ပတ်ဝန်းကျင်မှာရှိနေပါတယ်။ဒါဆိုဒါပဲဖြစ်ရင်အမေရိကန်ဒေါ်လာ6000 travel ဖြစ်ရင် အမေရိကန်ဒေါ်လာ9000ပဲရှိမယ်ဒါက2025မှာ Bitcoin ထက်ပိုပြီးရောက်ရှိဖို့လွယ်ကူတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်2025မှာ Ethereum ကိုပိုပြီးကြိုက်တာပါဒါပေမဲ့ရေရှည်10နှစ်လောက် investment ဆိုရင်တော့ Bitcoin ကပိုကောင်းပါတယ်အခု Ethereum ကိုဘယ်လိုဝယ်ယူလို့ရလဲဆိုတာပြောပြမယ်အမေရိကန်မှာဆိုရင် PayPal ကနေဝယ်လို့ရပါတယ်ဒါမှမဟုတ် Coinbase, crypto.com, Robinhood တို့ကနေလည်းဝယ်ယူလို့ရပါတယ်။ American ပြည်ပမှာရှိတဲ့သူတွေအတွက်ကတော့ crypto.com နဲ့ Binance ကနေဝယ်ယူလို့ရပါတယ်။ဒါပေမဲ့ဒီ platform တွေကသိစိတ်ချရတယ်လို့မဆိုနိုင်သေးတာကိုသတိထားပါ။ဒါကြောင့်ဝယ်ပြီးရင် MetaMask ဒါမှမဟုတ် Robin Wallet လို့စိတ်ချရတဲ့ wallet တွေထဲကိုလျှောက်ထားဖို့အကြံပေးခြင်းပါတယ်။အဆို Ethereum ကိုဘာကြောင့်ယူချက်တင်လဲ။ ဘလို့ဝယ်ယူလို့ရလဲဆိုတာသိသွားပြီးထင်ပါတယ်ဒါပေမဲ့ဒိဋ္ဌာအမကခရစ်တိုကာစီကအတကြဒါအမြင်နဲ့နဘယ်ဖြစ်တာကြကိုယ့်ရဲ့ငွေကြီးအခြေအနေကိုသိချစဉ်းစားပြီးမှဆုံးဖြတ်ပါဒီ season လေးကိုကြည့်ရှုနေသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ် sharing the bridge ကနေ season နဲ့ sharing is caring program မှာတူတူယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။